တန့်စင်ဒီပွဲမှာနိုင်ငံကြီးဘလောက်ရှိလဲနိုင်ဖို့ခွင့်ရေးကိုရှိပါမလားဆိုတဲ့အပေါ်ကို ထင်မြင်စာလေးတွေပြပြပေးချင်ပါတယ်မင်္ဂလာပါ Fights Bombic ကနေကြိုဆိုပါတယ်အရှုံးတွေနဲ့တောက်လျှောက်ရှင်ဆိုင်နေရတဲ့တန့်စင်အပေါ်မှာ one championship ကပွဲတည်ပေးလိုက်တဲ့ fighter က၅ပွဲစတိုက်အနိုင်ရရှိထားတဲ့ fighter ပဲဖြစ်ပါတယ်ဒါကမဖြစ်တဲ့ပြိုင်ပွဲလို့ပဲကျွန်တော်မြင်မိပါတယ် ငါးဘောစတိုက်နိုင်ရရှိထားတဲ့ fighter ကို၃ဘောစတိုက်ရှုံးနေထားတဲ့ fighter နဲ့ပွဲတဲ့ပြေးတဲ့တွဲဆိုင်ကလုံးဝမမျက်တာဘူးလို့မြင်မိပါတယ်။တကယ်တော့တန့်စင်ကနိုင်ပွဲကိုတကယ်ကို လိုအပ်နေတာလည်းပဲဖြစ်ပါတယ်။ဖြစ်တင်တာကတူတူတန်တန် fighter မျိုးနဲ့ပဲထိုးစေချင်တာပါ။ခုံဖုံနိုင်နဲ့တန့်စင်နဲ့ရှင်မယ်ဆိုလို့ရှိရင်ခုံဖုံနိုင်ကတန့်စင်ထက်ကို level တစ်ခုတာနေတယ်ဆိုတာကိုအတော်လေးကိုသိတာပါပဲ။ တန်းစင်ကထိုးုံထိုးပေါကောင်းတဲ့ဆိုပေမဲ့စိတ်ရက်ပိုင်းဆိုင်ရာနဲ့မာဟိုပိုင်းဆိုင်ရာမှာတော်တော်လေးကိုအားနေတာတွေ့ရမှာဖြစ်ပါတယ်။တာဂဲရုနဲ့ဆူရီယန်လက်တို့နဲ့ထိုးခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအလဲထုံးနဲ့ရှုံးနေခဲ့ပေမဲ့အကောင်းဆုံးဆိုတာကိုလုပ်ပြနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။နောက်ဆုံးရှင်မြိုင်ခဲ့တဲ့ဂင်းဆန်လက်နဲ့ပွဲမှာတော့ခြေကင်ချက်တစ်ချက်နဲ့တင်းရှုံးနေခဲ့တာလည်းပဲဖြစ်ပါတယ်အမန်ကဲဆိုရင်ဂင်းဆန်လက်ကတည်းကကောင်းတဲ့ဖိုင်တာလို့တော့မမြင်မိပါဘူး ဒီကစားသမားကပါဝါကောင်းတဲ့ကစားသမားဆိုတာမှန်ပေမဲ့သူ့ကိုကျန်တစ်ချက်လောက်ထိရင်မှောက်သွားနိုင်တဲ့ဖိုင်တာမျိုးပဲဖြစ်ပါတယ်။ဒါကိုတန်းစင်ဘက်ကနေတစ်ချက်တောင်ထိအောင်မထိုးနိုင်ပဲနဲ့အလဲတိုးခံလိုက်ရတာဖြစ်တာကြောင့်မလို့ကျွန်တော်တို့အပါအဝင်မြန်မာနိုင်ငံကလူသူတော်များကအနိုင်သွက်ထားကြတာကြောင့်ရှုံးနေသွားတဲ့အပေါ်မှာတန်းစင်ကိုဝိုင်းပြီးအပြစ်ပြောတဲ့ပုံစံမျိုးကိုရောက်ရှိသွားတာလည်းပဲဖြစ်ပါတယ်။ခုံပုံနှွမ်းကဆိုရင်နောက်ဆုံး၅ဘုတ်သက်တိုင်အနိုင်ရရှိထားတဲ့အပေါ်မှာ ိုင်ငံရေးကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်လေစုံရက်နဲ့မိုးထက်အောင်လို့ကစားသမားတွေကိုနိုင်ထားတာဖြစ်ပါတယ်။စုံရက်ဆိုတာကလည်းမူထိုင်းမှာအတော်လေးကိုပညာကောင်းတဲ့ကစားသမားလို့ပြောလို့ရပါတယ်။ One Championship မှာထိုးနေတဲ့မြန်မာကစားသမားတွေအကုန်လုံးထဲမှာနေပညာအမြင့်ဆုံးကစားသမားပဲဖြစ်ပါတယ်။မိုးထက်အောင်ဆိုတာကလည်းမြန်မာနေကစားဟန်နဲ့မြန်မာကုန်မြင့်တဲ့ကစားသမားတွေကတအုပ်ပဲဖြစ်ပါတယ်။ ဒီကစားသမားတွေကိုအနိုင်ယူပြခဲ့တာကတော့ထိုင်းနိုင်ငံကစားသမားခွန်ဖုံးနိုင်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့နိုင်ခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်စုံရက်တို့မိုးထအောင်လို့ဆိုတာကအကောင်းဆုံးအခြေအနေမှရှိနေကြတာတော့မဟုတ်ပါဘူး။စုံရက်ကဆိုလို့ရှိရင် Fighter ချင်းချင်း Face to Face တိတဲ့အချိန်မှမူးလဲသွားခဲ့တာမျိုးဖြစ်ခဲ့ပါတယ်။ ထာကိုအခွင့်ရင်းယူပြီးလိုက်ထိုးခဲ့တာတော့မှအလဲထိုးနိုင်ခြင်းမရှိဘဲနဲ့ထိုင်အဆုံးဖြတ်ရောက်မှသာအနိုင်ရရှိသွားခဲ့တာလည်းပဲဖြစ်ပါတယ်။နောက်တစ်ယောက်ဖြစ်တဲ့မိုးထအောင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဘက်မတိုင်ခင်မှာဒိုင်ယန်ပြဿနာတွေအကြောင်းလို့ပဲပြောလို့ရတယ်။ဒါကြောင့်မို့အမတ်နဲ့ရှုံးနေသွားခဲ့ရတယ်လည်းပဲဖြစ်ပါတယ်။ခွန်မိုးနိုင်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းနေပညာမြင့်ကစားသမားနေပညာဦးစားပေးပြီးကစားသမားလို့ပြောလို့ရတယ်။အမတ်ရရေးကိုတော့ဦးစားပေးကစားတာကြောင့်မလို့တန်းစင်အနေနဲ့အခက်ခဲရှိတော့မယ်လို့တော့တိတ်ပြီးတော့မမြင်ဘူး ိုင်မလားရှုံးမလားဆိုတဲ့မိကုပ်ပေါ်မှာဆိုလို့ရှင်ရေဒီနိုင်ပွဲအရှုံးနိုင်ကတန်းစင်ရေစိတ်တဲ့ပုံမှာမူတည်နေကြလည်းပဲဖြစ်ပါတယ်တန်းစင်ကဒီပွဲမှာဘလောက်ထိမကြောပြမလဲဆိုတာကိုကြည့်ရမှလည်းပဲဖြစ်ပါတယ်တန်းစင်ကကစ်ကောင်းနဲ့ပါဝါရှိတယ်ကိုကသူများကိုထိုးနိုင်ပေမဲ့သူများကကိုကိုထိုးလာတဲ့အခါမှာတိတ်ခန့်နိုင်တဲ့ထဲတော့မပါပါဘူးပြင်ဆင်တင်တာတွေကိုပြင်ဆင်နေရပါမယ်ပြင်ဆင်ချိန်ရနေတဲ့အတော်အတွင်းမှာအကောင်းဆုံးပြန်လာဖို့လိုအပ်ပါတယ် ဒီပွဲမှာတော့တန့်စင်လုံးဝကိုမလောဖို့လိုအပ်ပါလိမ့်မယ်တန့်စင်ကသူ့ဘုံသူ့ဘောက်ကောင်းပြီးတော့ပောက်ကွဲရပြင်းတာကြောင့်မလို့သူ့ရဲ့အနိုင်လိုချင်တဲ့ဆွမ်းအကူကောင်းကောင်းလေးအသုံးချတတ်ဖို့တော့လိုအပ်ပါလိမ့်မယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ fight analysis တွေ fight cat တွေနဲ့ပွဲကြုတ်ခံမှန်းချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ဒါကြောင့်မို့ like share subscribe လေးနှိပ်ပြီးတော့အားပေးကြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်